ခုစီစဉ်ကုန်ဖို့ဆယ်ရက်ကျော်ပဲလိုရတယ်အပင်မှာတိုင်ပတ်နေတယ်ဝင်လာမပူပါနဲ့ကျွန်တော်ပြန်လာပါပြီဒီတစ်ခါတကယ်ပြန်လာတာလူလေဒီဗီဒီယိုမှာတော့စီစဉ်မကုန်ခင်မှာ brand တွေတို့ကောင်းတဲ့ hero ဆက်ကောင်းကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ဆုံး hero ဆိုရင်ဗျာ brand တို့လုံးဝထင်တဲ့ hero မဟုတ်ဘူးဆိုတာသိကြတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ဆက်ကောင်းမြောက် hero ကတော့အားလုံးသိကြတဲ့ Granger ဖြစ်ပါတယ် Granger ကဗျာစကင်အလန်းစားကြီးတဲ့ထွက်အောင်မှာဆိုတော့နောက်စီစဉ်ကြရင်မုန်းတော်ကမနှက်သေးပါဘူးကျွန်တော်တို့ Rare မှာ ဂရန်ဂျာကြီးကအရန် OP နေတာကိုသတိထားမိတဲ့အတွက်ဟာယာဘူဆာကိုနက်ဖ်လိုက်ပါရဲ့တယောသမားလေးရဲ့ဖန်ဖတ်ကိုပြောရရင်ဗျာသူကတယောသိရင်အတန်အရန်ဆိုးတော့ဘယ်သူမှမခံနိုင်ဘူးအဲ့တော့ရှင်းရှင်းပြောရရင်ဗျာကိုဆိုးကြီးရဲ့ Mobile Legends version ပဲ Granja ကရင်ဘာမှကိုလုံးစရာမလိုတာဗျာ Sky Piazza ထွက်အောင်ဖမ်းမယ်ကိလိုက်ကောင်းမယ် Sky Piazza step တွေများလာရင်မတည်အောင်နေမယ်အဲ့ဒါပဲ Sky Piazza step များလေကျန်းလေ နဲလေတုံးစားမရလေအော်ပြီးတော့ပြောရအောင်မယ်တနိုင်ငံလုံးကိုတောင်းပန်ကျေးဇူးပြုပြီးတော့ဗျာခွမ်းကြဝက်ဆိုတီလေးတွေကိုချိန်ပြီးတော့ပြကြပါအော်တိုအင်းလုံးဝမတုံးပါနဲ့တောင်းပန်ပါလေခွမ်းကြအတွက်ဘေးဟာအခုလိုမျိုးဆော့လို့ရပါတယ်ကိုကောင်မြောင်ဟီရိုကတော့ Obsidian နဲ့ Beatrix ကတော့ကောင်းတယ်ဗျာ။ဒါပေမဲ့ကိုလူတွေကကျော Superman ရန်လောက်ကြတော့ Harry Golem ပဲဆော့ဆဲကြမှာလေ။ Harry လေးကတော့ရှင်းတယ်ဗျာ။ Dashman, Base Attack ပြင့်မယ်။ Fusion လေးအလဲကြောင်းကိုချိန်သုံးမယ်ဒါပဲ အဓိကကတော့အားလိကဲမှာမတရားနေပြီးတော့ item နှစ်ကွက်တော့ဖမ်းနိုင်ဖို့ပဲလိုပါတယ်တစ်လေးပြောပြရရင် dash ပြီးတော့ကိုအေးဂျင်တဲ့အကောင့်ဘေးစေးတက်ချိန်ပစ်လိုက်ပြပြီးွားရင်ကျတော့ zaman foot ခင်းပြီးွားနဲ့ဘေးစေးတက်နဲ့ drive stick ကိုလှုပ်ပြီးတော့ fusion အလဲကြောင်းဘယ်ကနေ dash တင်းနေဆိုတာကိုပဲ focus လိုက်ဘေးစေးတက်နဲ့ drive stick ကိုတောတောပြီးတော့မနှိပ်ပါနဲ့မလိုတော့ဘူးသူလည်းသူ့ဘွားလေးနဲ့အဆင်ပြေနေပြီကွာမင်းလည်းကိုဘွားနဲ့ကိုနေနိုင်အောင်စူးစမ်းသင့်ပြီ တခုရှိတာကကျွန်တော်ဒီအကွက်သုံးမယ်ဆိုရင် DI-10 သုံးခုထပ်မှသုံးလို့ရတာเนาะကျွန်တော်တကယ်လို့ RD game မှာအဲ့လိုသွားလို့ရင်ကိုးတော့မလောက်တဲ့အတွက် joystick ကိုပြန်ထိတာနဲ့နေဗျာ base attack က auto ပြစ်တာပြတ်သွားပါရဲ့သူ့အတွက်ဘေးဟာအခုလိုမျိုးဆော့လို့ရပါရဲ့ Harry ကရင်တိတ်ကိုတိထားရမယ်ဘဲမီနီမန်ကတော့ဒီဟာလေးကိုအရင်သွားပါပြီးတော့မှကိုးတော့ဖက်နဲ့ကိုသွားပါတချို့ကကြောက်ရောက်ဗျာဒီစာအုပ်လေးအရင်ဝယ်ကြရမလောက်ပါနဲ့ item အကြီးထွက်ဖို့အရန်နောက်ကြရတဲ့အတွက် damage မလောက်တော့ဘူး ဘယ်လဲစပယ်ကပုံမှန်ဆိုရင် purify enemy ဘက်မှာ standing မပါဘူးဆိုရင် flicker edge vanjet ကြိုက်တာနဲ့ဆော့လို့ရပါတယ်ကဲရှစ်ကောင်မျိုးဟီရောတော့ဇူရှင်းဖြစ်ပါတယ်ပုံမှန်ဆိုရင် kemi က solo player တွေအတွက် mid lane ဆော့ပြီးတော့ carry ရတာပိုအဆင်ပြေတယ်ဗျာဒါပေမဲ့ allocate damage က nerf ထားတဲ့အတွက်အခုမှစကရင်ခြေကတိုင်းမှာအားကြောင့်ကျွန်တော်ဇူရှင်းအောင်ပဲကင်စီနေတာပါဆူရှင်းကရတာလိုလည်းလေးဗျာစကေးဝမ်းသုံးပြီးတော့လန်ဒါဖလဲလေးလိုက်အောင်နေအောင်ပဲအနမီကကိုနာကတ်လာရင်အိတ်မိန်နဲ့ခုံပြီးမယ်လန်ဒါဖလဲနဲ့ပြန်လိုက်အောင်မယ်ဒါပဲ test ပြောပြရရင်ဗျာအနမီကို stand ကြကြပေးခြင်းရေကျွန်တော်ကိုင်မပါဘဲနဲ့ဒီတိုင်းထားတာပို့ကြပါရယ်ကိုယ့်ရဲ့ team mate တွေကအနမီနဲ့နီးနေပြီးသားဆိုရင်ဗျာဒီဟာအရန်အတုံးဝင်တယ်ကိုယ့်ရဲ့နောက်ကိုခေါ်နေစာမလိုတော့ဘူးနောက်လူနဲ့ပြောပါစေကွာကို့နောက်အတင်းမခေါ်ရင်စမ်းပါနဲ့သူလည်းသူ့ဘွားလေးနဲ့အဆင်ပြေနေပါပြီဘေးအတွက်ဆိုရင်အခုပြရတော့လို့ဆော့လို့ရပါတယ် တကယ်လို့ကိုက solo ဆော့တာမဟုတ်ဘူးဆိုရင်ဗျာ Skype ရာစာထဲမဆော်ဘဲနဲ့ glow ဝတ်သွားတာပိုကောင်းပါတယ်။ Brand Spare ကလည်း enemy ဘက်မှာ stand များရင် pure fine နဲ့ဆော့တင်ပါတယ်။ကဲခုနကောင်မြောက် hero ကတော့ရည်စားချက်ဖြစ်ပါတယ်။ Mission from falling apart ဒီစားရှင်ရတော့ဗျာထွေထူးထူးပြောနေစရာမလိုတော့ဘူးကျောင်းရှစ်တိုးနောက်ဆုတ်လုပ်ပြီးတော့အာလီဂင်ဖမ်းမယ်ပြီးွားရင်မောင်တိန်ရှော့ကခေါ်ပြီးတော့ live ဖြစ်မယ်ဒီဟာပဲအဓိကရှစ်တိုးနောက်ဆုတ်လုံနိုင်ဖို့ပဲဗျာအဲ့ဒီအတွက်အသေးစိတ်ခါခါတော့ကျွန်တော်ဗီဒီယိုတက်တက်ပြန်တင်ပေးပါမယ်တူအတွက်ဘေးကအခုလိုမျိုးဆော့လို့ရပါတယ် ဘယ်လဲစပယ်က ice ရော flame ရောကြိုက်တာနဲ့ဆော့လို့ရပါတယ် ice retribution ကဘယ်လဲအဝင်ထွက်တွေကောင်းတယ် flame retribution ကဒါမေးပို့ထွက်တယ်ကဲ6កောင်မျိုးဟီးရောတော့ anti aimo ဖြစ်ပါတယ် aimo က fan ကလွယ်တယ် b ကလွယ်တယ် basic attack တစ်ချက်ချပြီး ultimate သုံးလိုက် match man နဲ့ mage တွေတန်းပြတ်ပါတယ်တခုပဲဗျာကိုကအရင်ဗဒေမဖွင့်ပဲနဲ့တင်းမိတ်တွေအရင်ဝင်ပလေတယ် enemy spell တွေကုန်ပြီဆိုတော့မှအနောက်ကနေကတိုးလေးသွားပြီးကေးလိုက်ကောက်ပါအဲ့ဒါဆိုရင် aim ကင်တဲ့အခါကျမ်းပါပြီအိမ်မှာစကင်မဲ့သူတွေအတွက်အသုံးဝင်မဲ့ tips လေးတစ်ခုပြောပြပါမယ် အနမီကိုချခံနေပြီဆိုရင်ကျောအနည်းဆုံး jungle creep မှာ scale 1 or 2ကြိုက်တာကိုတော့ပြီးတော့ stat ဆုတ်လိုက်ပါပြီးတော့မှ enemy ကိုသွားချမယ်ဆိုရင် ultimate က damage ပို့ထပ်ပါတယ်အမှန်အတွက်ဘေးနဲ့ brave spell ဟာအခုပြရတဲ့လိုမျိုး solve လို့ရပါတယ်ကဲငါးကောင်မြောက်ဟီးရောတော့လပုလပုဖြစ်ပါတယ်လဘလဘွားဗျာကျွန်တော်ဟိုးရင်တည်းက2019 2020အဲ့တည်းကအခုထိမတားနေလုံးဝမထောက်ဘူးအဲ့တော့ဘာသာတို့ run တက်ချင်တယ်မလားလဘလဘွားသာ train လိုက်မတားဘယ်တော့မှမစင်ဘူး you got to trust me this one bro အဓိကကလပူလပူကဘဲလန့်ဖြစ်တယ်ဗျာ OP လားဆိုတာမ OP ဝိလားဆိုတာလည်းမဝိဘူးကြော်ကင်တဲ့သူပေါ်ပဲမူတည်သွားတာတခုတော့ရှိရပါဗျာအန်နမီတဲကိုဝင်လုံးရင်ကိုဟီကိုတွေကိုအိမ်ကြော်အရှိရတန်းတွေကိုသွားအိမ်ရင်တော့ဒါပေါ့မင်းရဲ့လပူလပူကပလာတာပဲမင်းဝိုင်းဆော်လိုက်မယ်သူ့အတွက်ဘေးကအခုပြားသက်တော့ဆော့လို့ရပါတယ်ကြော်အရေးကြီးဆုံးအချက်ကတော့ဒမ်မိလုံးဝမဆော့ပါနဲ့ wish တစ်ချောင်းနဲ့နဲ့လပူလပူကအဆင်ပြေပါပြီတခါတလေဗျာပွဲကအရန်တားတယ်ဒမ်မိနည်းနည်းဆော့ကျင်နေဆိုရင်တော့ဟန်နာစရိုက်ထဲဆော့လို့ရပါတယ်ကဲလေးကောင်မြောက်ဖြူရောတော့ clear ဖြစ်ပါတယ် ဒီကောင်ကြီးလုံးဝ share ဗျာကျော် whole away ရ enemy ကိုကျော် flicker နဲ့ subscribe အိမ်လို့ရတယ် hyper တွေ goal line တွေပါလိုက်အဲ့ဒါကြီးကလုံးဝ game change ကြပဲဒါပေမဲ့အနောက်ကအတူတူလိုက်ပေးမယ်မစ်လန်နာတရားတော့လိုတာပေါ့မဟုတ်ရင်ဗျာကိုကသာ picket လုပ်ပေးလိုက်တာအနောက်ကဘာ damage မှပါမလာရင်ခလီယာအဲ့ကြလဲတုံးစားမရပြန်အောင်အဲ့တော့အကြံပေးရရင်တော့ခလီယာကင်မယ်ဆိုရင်မစ်လန်နာကောင်းကောင်းကင်တဲ့တငငင်းရှိတာပိုကောင်းပါလေသူ့အတွက်ဘေးဟာအခုလိုမျိုးဆော့လို့ရပါတယ်တန်းဆော့တာဆိုတော့ဗျာ enemy ကိုကြည့်ပြီး item လိုလိုပြောင်းဖို့မမိပါနဲ့ကဲ တုံးကောင်မျိုးဖြီးရတော့ဂန်တိုဖြစ်ပါတယ်ဂန်တိုကြီးကဗျာစကေတူတက်ပြီးတော့အန်မီကြားထဲကိုဝင်လုံးလိုက်ရင်သူ့ရဲ့စတန်အကြာကြီးပဲဟိုဟိုက်ပါလီမက်ချ်မန်တွေကိုထိအောင်တုံးလိုက်ရင်အဲ့ဒါကြီးကလုံးဝဂိမ်းချိန်ကြကြီးဗျာအဲ့တော့ဒီကြားရဲ့ကျုပ်ရဖက်ဆလာကြီးပါဖွင့်လိုက်အိုးမာဂျက်ကလက်လံနောက်ပြီးဂန်တိုကကန်ရတာလွယ်တဲ့အတွက်စီစဉ်ကုန်ကန်လေးရန်တင်မှုဆိုရင်တော်တော်လေးတင့်တော်ပါတယ်သူ့အတွက်ဘေးဟာအခုပြသလိုဆော့လို့ရပါတယ်ဒါပေမဲ့ထုံးစံအတိုင်းကျုပ်တန်းဆော့တာဆိုတော့အန်မီကိုကြည့်ပြီးတော့ item လိုတို့ပြောင်းပြဖို့အရေးကြီးပါတယ်ကဲဒုတိယမြောက်ဟီဝါတော့ Alice ဖြစ်ပါတယ် ျော်စုပ်ကြီးရာကျော်စီစဉ်အဆမှာဗျာမွန်းတော်ကရီဖက်လုပ်လိုက်တာဒါမဲ့ဘဘူးမှမကြိုက်ကြဘူးအဲ့နဲ့မွန်းတော်ကလည်းပြောသူ့ကိုပိုးဆိုးပတ်ဆက်ဘက်ဖလဲရာဟာအခုဆိုရင်ဗျာကျော်ဝဲမှာလေးကောင်လောက်ဝိုင်းတက်တော့တော်တော်နဲ့မသေးတော့ဘူးအရန်ကိုကြမ်းနေပြီကျော်သွေးဆုပ်တာလည်းဗျာမန်းတော်မကုံတော့ဘူးဆိုတော့အားလေးကိန်းတွေကဇက်တိုက်လိုက်ဖျဲလို့ရပါတယ်တခုပဲဗျာအရင်လိုမျိုး1ကိုအဓိကမကြည့်ဘဲနဲ့2ကိုပြောင်းဦးတော့မှဘယ်ထဲမှာသွေးကြကြဆုံးနိုင်မှာဖြစ်ပါတယ် ။နောက်ပြီးအဲ့ထိမိတ်ကလည်းကျွန်တော်ဖလစ်ကာနဲ့ဆိုရင် match man တွေ high bar တွေကိုအဝေးရနေပြီးတော့ surprise ဖမ်းပြီးလို့ရပါသေးတယ်။ကျွန်တော်တကယ်လို့ဖလစ်ကာမကြိုက်ဘူးဆိုရင်လည်း vanguard နဲ့ဆော့မယ်ဆိုရင် enemy match man အတွက်လုံးဝစိတ်ကင်စားပဲ။သူ့အတွက်ဘေးဟာအခုပြရတဲ့လိုမျိုးဆော့လို့ရပါရဲ့။ကဲနောက်ဆုံးခွေးရတော့ cycle ဖြစ်ပါတယ်။ဆက်ကလောက်အားကြောင့်အခုမှတမှာတိတ်တာမကင်ကြတာဗျာတကယ်တမ်းကျတော့အရန်ကျန်းတယ်ဒီ item ၃ခုထွက်သွားပြီဆိုရင် scale တွေကလုံးဝကိုကူတော့မရှိတော့တာကျောက်အရန်မှပါလေဆိုရင်တန့်ရတော့ cyclone နဲ့ဆိုရင်မခံနိုင်ဘူး ော်သူ့ရဲ့အားနည်းချက်တခုပဲအဲ့ဒါဘလဲမပါတာအဲ့တော့ possession သေချာယူတတ်ဖို့အရန်အရေးကြီးပါတယ်ကျောင်း test အနေနဲ့ပြောပြရရင် skate 2ကသူ့ရဲ့ basic attack rate အကျော်လေးမှာပဲရှိရရအဲ့တော့အဲ့ဒါလေးနဲ့ချိန်ပြီးတော့အဝေးကနေ damage လှမ်းပေးမယ်ဆိုရင် safe play shot လို့ရပါတယ် enemy ကိုချခံနေရင်လည်း skate 2လေးကြိုသုံးမယ်ဆိုရင်ကိုရောရောတာပုံရမှာတယ်သူ့တွေ့ပေးဟာအခုပြသလိုမျိုး shot လို့ရပါတယ် blaze spray ရတော့ကျွန်တော် blink လုံးဝမပါတဲ့အတွက် flicker ယူတာအကောင်းဆုံးပဲမဟုတ်ရင် brother ရဲ့ cycle တော့အမြဲတမ်းအိမ့်ခန့်နေရမှာ ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများဤတင်ပါတယ်နောက်လာမယ့်ဗီဒီယိုကြာပြန်တွေ့လိုက်ရအောင် Launch attack understood, understood.